ပြည်သူများရှင်အခုပြန်ဆက်ပေးမယ့်သတင်းလေးကတော့ဒီမိုးရာသီမှာမိဘပြည်သူများအထူးသတိပြုသင့်တဲ့ကိစ္စလေးနဲ့ဆက်ဆက်ပြီးပြောပြမယ့်သတင်းလေးဒါဖြစ်ပါရဲ့ရှင့်။သတင်းလေးကိုကျွန်မအရင်ဆုံးပြောပြပါမယ်။ဒီငလင်လုတ်ပြီးရဲ့နောက်မှာပေါ့နော်။ငလင်လုတ်ပြီးရဲ့နောက်မှာဆိုရင်မန္တလေးမှာတိုက်တရားစောင်းကုန်နေရှင့်။တချို့ကအနောက်ကိုစောင်းတယ်။တချို့ကအရှေ့ကိုတချို့ကဘေးကိုအဲ့လိုပေါ့နော်။တိုက်တရားပုံမှန်မဟုတ်တော့ဘူး။အဲ့ဒါဖြစ်ပြီးရဲ့အချိန်မှာဆိုရင်မိုးလေကြွားချတဲ့ခါမှာဧပြီလ9ရက်မှာလေငလင်ပြန်တဲ့နဲ့အဆောက်ဦးနှစ်ခုကပြိုကျသွားတယ်။သူ့တို့ပြိုကျသွားပါတော့နော်။ဆက်ဆက်ရဲ့ငလင်လုတ်ကသူတို့စောင်းသွားတာ။မိုးလေကြွားပြိုကျသွားအောင်။အဲ့လိုဇာတ်လမ်းလေးပေါ့နော်။နှစ်ခုတော့ဖြစ်ခဲ့တယ်ရှင့်။ ီလုံခဲ့တဲ့ဒီမေလ၄ရက်နေ့မှာဆိုရင်လည်းမနက်အစောပိုင်းကလည်းမိုးတွေအရန်ရွာလာပြီးတဲ့အခါမှာလည်း15လ82လမ်းနဲ့86လမ်းကြားမှာရှိတဲ့၈ထက်လူနေအဆောက်ဦးကညနေ၄နာရီခွဲဝင်းကျင်မှာကျုံကြမှုဖြစ်ပွားခဲ့ပါတယ်ရှင်။ဒီကျုံသွားတဲ့အဆောက်ဦးကိုပြသပါမယ်။အဲ့ဒီအဆောက်ဦးကလည်းငလင်းဆဆကျဖြစ်သွားသူကအနောက်ဘက်ကိုစောင်းသွားတယ်တဲ့။အခုလိုကျုံကြသွားပြီးတဲ့အခါကျတော့အရှိတ်ဘက်ကိုသူကစောင်းသွားတယ်တဲ့။သူကလည်းအဲ့လိုပေါ်တော့လို့ဖြစ်သွားတယ်ရှင်။ အပြီးတော့ဒီရှစ်ထပ်အဆောက်အဦအားတွေမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့နှလင်းကြောက်သူကလူနေထိုင်လို့မရတဲ့အထိပျက်စီးသွားလို့အဲ့ဒီတိုင်ခါမှာနေထိုင်တဲ့အိမ်တော်စု20ကျော်ကဘေးလွတ်ရာကိုရွှေပြောင်းနေထိုင်တာဖြစ်တဲ့အတွက်ဒီလူသေးဆုံးထိခိုက်တာတော့မရှိခဲ့ဘူးလို့သိရပါရှင့်လူမျိုးပြိုကျတဲ့အခါကျတော့ဒီလောဆယ်မှာပေါ့နော်လူထိခိုက်တဲ့ကိစ္စမျိုးမရှိဘူးဆိုတော့ဒီတိုက်ပတ်ဝန်းကျင်ကမှနေတဲ့အိမ်ကသူတွေကလည်းမနေရတော့ပဲနဲ့ရွှေပြောင်းပြီးနေထိုင်နေရတယ်ဆိုပြီးတော့သတင်းလေးတက်လာတာရှင့်ဒီတော့မိုးရာဒီအတွက်ကကျွန်တော်တို့အထူးသတိထားရပါမယ်ငလင်နောက်ဆက်ပြန်မှာအဲ့ဒီမိုးရာဒီရှိတယ်ဆိုရင်သူကမြေပြိုနိုင်တယ် ရုပ်ရှင်ကိုပြောရမယ်ဆိုတော့ရှင်မြေကြီးတစ်ခုကဒီတိုင်းလေးရှိနေတယ်သူကရှေ့ကအပေါ်ကနေပြီးတော့သူ့ကိုမိုးရွာလာတယ်ဆိုရင်မြေကြီးရဲ့အနေငယ်စိတ်ဝင်မယ်ပြီးတော့ရှင်သူကစီးစင်းသွားမယ်ပေါ့မြေကြီးကဒီလိုအကွဲမှုအကြီးဖြစ်သွားပြီဆိုအဲ့ဒီအကွဲကြောင့်လည်းရှေ့ကဝင်သွားတာဝင်သွားတဲ့ခါကျတော့ဒီမြေဟာပိုပြော့လာမယ်အနေရရှိလာမယ်ပေါ့နော်ဒီတော့မြေကြီးထဲမှာအကွဲမှုဘယ်လောက်ရှိသွားလဲဆိုတာကျွန်တော်မမြင်နိုင်တာမှမျက်စိနဲ့လေမမြင်နိုင်ဘူးဒါပေမဲ့မိုးကတိတ်ရေကတိတ်ရေဆိုတာအပေါက်ရှာပြီးတော့ဝင်တက်တာလေဒီလိုသူကကျွန်တော်မမြင်နိုင်တဲ့အပေါက်ကြီးအကွဲကြောင့်နေတယ်သူကဝင်သွားလို့ရှင်အဲ့ဒီအကွဲကြောင့်လည်းရှိနေတဲ့အပေါ်မှာတိုက်ရှိရဲဆိုဒီတိုက်ကပြိုကျနေတဲ့အနေရရှိရဲရှင် မလင်းလောက်သွားတယ်ပေါ့နော်။တ냐တိုက်တွေစောင်းသွားတယ်၊ရွှဲ့သွားတယ်။โอเคကိုတိုက်ကမစောင်းဘူးဆိုပြီးတော့စိတ်ချလက်ချနေဘူးတော့မသိအောင်ရှင်။တေချာလေးစစ်စေးတာလုပ်တင်ပါလေ။ကိုတိုက်ရဲ့အောက်မှာအကွဲချောင်းမြေမြေအကွဲချောင်းရှိနေမလား။ကိုမသိနိုင်လေ။အဲ့လိုရှိနေခဲ့လို့မြေပြော့လို့ရှိရင်ကိုတိုက်ကရောနေထိုင်ရဘရုံးဆိုမပြိုသွားပါဘူးမဆောင်သွားပါဘူးဘယ်သူမှအမှန်ခံနိုင်မှာမဟုတ်ရှင်။ဒါကြောင့်အဆောင်အုံတွေကိုပြန်ပြီးတော့စစ်စစ်ပြီးမှနေထိုင်မှာဆိုတော့အလကားပြောတော့မဟုတ်ပါဘူး။ကျမတို့ကဆက်ဆက်နေရပါတော့။မကြောက်ခင်မိုးရည်ရောက်တော့မယ်ရှင်။ကျမအင်မတန်စိတ်ပူပါတယ်မိုးရည်လေး။ မနှစ်ကတော့မှရေကြီးကတော်တော်ဆိုးခဲ့တာဒီနှစ်ကရေကြီးနိုင်ချင်ရှိလားမလို့မှမသိနိုင်မုံတိုင်းသာရှိခဲ့လို့ရှင်ရေအများကြီးမိုးရွာတုန်းကပါလာနိုင်တယ်အဲ့ချိန်ကျတော့ရှင်ရေကြီးကထပ်မံဖြစ်ပေါ်နိုင်တယ်ရှင်ငွေနဲ့ရလည်းလှုပ်ထားတယ်ရေရလည်းကြီးရရေတားဝတ်တယ်ဆိုရင်မြေပြုံမှုအန္တရာယ်ညံ့မှာပါတယ်ဒါကြောင့်အခုတည်းကကိုယ့်ရဲ့အဆောက်အုံကြံ့ခိုင်မှုကိုတိကျစစ်ဆေးပါသတိဝိရိယနဲ့နေထိုင်ပါလို့ပဲဆိုတော့ပြောချင်ပါတယ်ရှင်အခုတော့ကပိုတိုက်ကပြိုဒီတိုက်ကပြိုဖြစ်နေပြီ ငွေရည်တရင်လုံးကျမတို့တောက်ခံရအောင်ပါ၃လလကြာမှာပေါ့နော်အဲ့ချိန်လေးမှာတော့ဘာအနေနဲ့မှမရှိဘဲနဲ့အားလုံးဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပါချက်ဒီလိုဖြတ်သန်းနိုင်ဖို့ဆိုတာလေကျမတို့ကညံနဲ့ဝရိယအားကိုပြီးတော့အဆောက်အုံပြန့်ခိုင်မှုစစ်ဆေးရမယ်ပြီးတော့ခုနကမှပြိုနေတဲ့တိုက်တွေပါရှိရယ်စောင်းနေတဲ့တိုက်တွေပါရှိရယ်ဆိုလေဖြစ်နိုင်တော့ဒီတိုက်ရဲ့အနည်းနာပုံဝင်ချက်မှာမနေဘဲနဲ့ခဏခဏရွှေ့ပြောင်းနေထိုင်ခြင်းအဖြစ်ကျမတို့ကကိုယ့်ရဲ့အသက်ကိုညံဆောက်အောင်မှာဖြစ်ပါချက် ကျမတို့မြန်မာနိုင်ငံသားတွေငလင်တန်လည်းခံခဲ့ရပြီးပါပြီ။ငလင်နောက်ဆက်တွဲစိုးကျိုးရီလည်းမိုးရာသီမှာကြုံတွေ့ရနိုင်ပါတယ်။ဒါပေမဲ့ဘလူးဝဲဖြစ်ဖြစ်ကံကောင်းထောက်မှဆိုရင်လည်းစိုးကျိုးအနည်းဆုံးနဲ့ဖြတ်သန်းနိုင်မှစေလို့ကျမတို့ကဆုတောင်းမေတ္တာပို့သပါတယ်ရှင်။ဒီဘက်ပြည်သူများရှင်ကျမတို့တက်ဆက်ပေးစင်တာလေးကတော့ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ကိစ္စလေးကိုတက်ဆက်ပေးချင်ပါရွှေကုန်စည်တော်မှာဖြစ်ပွားခဲ့တာဖြစ်ပါရှင်။ရွှေကုန်စည်တော်ရဲ့စိန်ခိုးတော်အထက်ဝင်ချက်မှာမနေ့ကစဉ်မေလ၄ရက်နေ့ကပေါ့နော်ဒရုန်းတစ်စီးပြန်တန်းလာတာကိုတာဝန်ရှိသူများကမြင်တွေ့ပါတယ်။ဒါကြောင့်ဒရုန်းကန်နဲ့ကားစီရင်ကျိုးပန်းကျိုးပန်းခဲ့ပေမဲ့အောင်မြင်မှုမရှိဘဲနဲ့အဆိုပါဒုံဟာအဝေးကိုပြန်တန်းလွတ်မြောက်သွားတယ်ဆိုပြီးတော့သိရပါရှင်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပေါ့နော်အမှုဖွင့်ပြီးတော့စုံစမ်းစစ်ဆေးရရှိရဲ့ပြီးတော့ဒီဒရုန်းမ ောင်းနေတဲ့သူကိုဖမ်းဆီးနိုင်မှုတွေလိုက်လံရှာဖွေနေရဆိုပြီးတင်ရရှိပါရှင့်။ကျွန်တော်နိုင်ငံရွှေကုန်ဖျားနာမှာပေါ့နော်။ဒီရွှေကုန်ဖျားနာမှာဆိုရင်ဒီ drone နဲ့ပြန်တန်းခြင်းကိုတင်းကျပ်စွာတားမြစ်ထားရရှင့်။အဲ့လိုတားမြစ်တဲ့ကြားကနေတော့ဒီ drone ဟာရောက်ရှိလာတာဖြစ်ပါတယ်။ဘယ်ကနေရောက်လာတာပါလဲရှင့်။တေချာလာတော့ကောင်းသောရှိရဲကျန်းနဲ့ရောက်လာတာဟုတ်ပါမလားပေါ့နော်။ဒါလေးတော့စဉ်းစားမိပါတယ်။ဒါပေမဲ့တစ်ခုရှိတာကျွန်တော်နိုင်ငံမှာဒါဖြစ်နိုင်ချေပေါ့နော်။ဘယ်ကရောက်လာလဲဆိုဖြစ်နိုင်ချေဆိုတော့လိုက်ပြီးလေးလာဆန်းစစ်တဲ့ခါမှာဆိုတော့ဖြစ်နိုင်ချေနှစ်ခုသုံးခုလောက်ထွက်လာတာပေါ့။ပထမဆုံးဖြစ်နိုင်ချေကပါလဲဆိုတော့ဒါအကောင့်ဘက်ကပေါ့နော်တွေ့တာကျွန်တော်နိုင်ငံမှာလိုခါကျရင်ဓာတ်ပုံလေးမြင်ပါလိမ့်မယ်။အဓိကကဂူဂယ်လို့ပါလို့မှာကျွန်တော်မြန်မာနိုင်ငံပုံရိပ်တွေကိုဒေါ်လာနဲ့ရောင်းစားနေတဲ့ဓာတ်ပုံဆရာရှိရဲ့ရှင့်။ ကျွန်တော်မြန်မာနိုင်ငံပုံရိပ်တယ်တမိုးရှိရယ်နော်ဒီကတမိုးရှိရယ်အဲ့ဒါဒီလိုဒေါ်လာနဲ့ရောင်းစားနေကျွန်တော်နိုင်ငံသားတိုင်းမြန်မာနိုင်ငံလာရဲဆိုတာလေကျမတို့တို့စီကနေပြီးရာသီကအကျိုးမြတ်ကိုရအောင်ထောက်ရမယ်ဆိုတာကလေဘာကြောင့်ပြောရလဲဆိုရင်လေဒီလားသူကလေကျမနိုင်ငံလာတာကျိုးမြတ်လာထောက်တာရှင့်ဒီလားပကံဖရားတွေပါတွားပြောရှင့်အဲ့ပကံဖရားတပုံတွေပါရိုက်အလကားရိုက်တာမို့မျက်နှိုးလို့ရိုက်တာမို့ပြန်ရောင်းစားဖို့ရိုက်တာနော်တချို့လေဆိုရင် drone မြင်ကွင်းနေလေ drone မြင်ကွင်းနေဥမာပကံဖရားရွှေလုံးဖရား drone မြင်ကွင်းနေမြင်မှာပေါ့အဲ့ဒါလေဒီလိုပဲဥစားဒေါ်လာနဲ့ရောင်းစားလို့ရတယ်နော်ဒီဘက်မှာလေဒီလားအခုကျမတို့နိုင်ငံရင်ကျင်းမှုအမွေနေ့တယ်တော့ရတာပြောရှင့်ခုမှတို့အဲ့လိုမျိုးပိတ်စားတွေအဝယ်စားတွေအသုံးဆောင်တွေပြန်ထုတ်တာလည်းရှိရဲ့အဲ့ဒီဒီဇိုင်းတွေပြန်ရောင်းစားတာနော် တို့ကကျွန်တော်နိုင်ငံအစီအစဉ်ကိုလာပြီးခတ်စားနေတာကျွန်တော်ကတို့ဒီတိုင်းတယ်မှာပုံပုံပဲပဲနဲ့ပေးလိုက်စရာအကြောင်းမရှိဘူးအဲ့လိုပေးနေရတဲ့နှစ်ပေါင်းများစွာလဲကြာခဲ့ပြီအဲ့ဒီတစ်စင်ကဒီဟာလဲဖြစ်နိုင်ပြီးရှိရပါတော့ဟိုရွှေတုံဖျားရဲ့မြင်ခွင်းကို drone နဲ့လာပြီးတော့အမြင်ရနေလာရိုက်တာလားဒီလိုရိုက်တာတော့မှခွင့်ပြုချက်မရှိဘဲနဲ့ရိုက်တဲ့ပုံစံခွင့်ပြုချက်ရှိလို့ရှိရင်တို့အခွန်ဆောင်ရမှာလေဒီကကျွန်တော်နိုင်ငံရဲ့ပုံရိပ်တွေကိုအသုံးပြုမယ်ဆိုတော့တို့အခွန်ဆောင်ရမှာအဲ့ဒီကတော့ကျွန်တော်တို့စိတ်နာမရှိနိုင်ငံသားတွေကနိုင်ငံသားသားဆိုတာအထင်မကြီးနဲ့နော်နိုင်ငံသားတော့မှလဲကလင်တကြီးရှိရအဲ့လိုသူများရဲ့ရင်ချင်းမှုကိုခိုးပြီးတော့ရောင်းစားရတာမရှိရဲ့ရှင်ဒီကနိုင်ငံသားသားဆိုတော့ကျွန်တော်တို့ဆက်ဆက်ထင်ကြီးကြမလို့ကျွန်တော်တို့ကတို့ရင်ချင်းမှုတော့မခိုးဘူးတို့လည်းလာခိုးတယ် ကျွန်မယဉ်ကျေးမှုအဲ့လိုဒီအဆင့်မြင့်နေတယ်ဒီလားအဲ့လိုအဆင့်မြင့်နေယဉ်ကျေးမှုပိုင်ဆိုင်ထားတာတော့မှသူ့မြင်မာတွေကတန်ဖိုးထားတာတော့မသိဘူးဇလန်းအဲ့လိုရှိရဲကျွန်မနိုင်ငံရှိသေးလားတန်ဖိုးရှိတန်ဖိုးသိမှတန်ဖိုးရှိရဲဆိုတာအဲ့ဒါကျွန်မမြင်မာတွေအတွက်ပဲကျွန်မတို့ကုတန်ဖိုးကိုမသိဘူးခုခုကိုကဘာမှာအဆင့်နဲ့နေကြရလူမျိုးလို့ထင်နေတာမဟုတ်ဘူးကျွန်မတို့ကဘာမှာလေဒါယဉ်ကျေးမှုအဆင့်နဲ့မြင့်မာတဲ့လူမျိုးရှင်အဲ့လိုမြင့်မာလို့တော့မှသူများနိုင်ငံလာလာပြီးခိုးနေတာကျွန်မတို့လာလာခိုးချနေတာအဲ့ဒါလည်းလည်းစဉ်းစားတက်ဖို့ပြပြပြတာပါရှင်နော်ဒီတော့အိတ်ဆက်လန်းကဒီလိုလည်းဖြစ်နိုင်ပါတယ်ဒီလိုပေါ့နော်ဒီခိုးပြီးတော့တက်ဖို့ရချင်တဲ့အတွက် drone မှာကင်မရာတက်ပြီးတော့ live ရိုက်တာလည်းဖြစ်နိုင်တယ်ဒါဖြစ်နိုင်ချေတစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုတော့အကြမ်းဖက်တိုက်ခိုက်ခြင်းလို့ ကျမတို့နိုင်ငံဘာသာရေးစောင့်အောင်လေအကြံပတ်တက်ခိုက်တာလည်းခဏခဏပဲပြီးတော့ရွှေတုံခရီးနဲ့ပတ်သက်ပြီးတော့အကြံပတ်တက်ခိုက်မှုတွေလုပ်ဖို့အတွက်လာပြီးထောက်လန်းတာမဖြစ်နိုင်ဘူးလားဘာလည်းဖြစ်နိုင်တာပဲဟုတ်ကဲ့လားမဟုတ်ပါဘူးလို့ကျမတို့ကဘယ်ရောက်မှတရက်တည်းကွက်လို့မရအောင်ဖြစ်နိုင်သေးရအများကြီးပဲနော်တည်ချတာကတော့ဒါဟာကောင်းသောရည်ရွယ်ချက်နဲ့လာတာမဖြစ်နိုင်ဘူးပြီးတော့ဂျိုးကိုအပြော်ပြန်တန်းနဲ့ဆိုရင်ရွှေတုံခရီးရဲ့အထက်ကလာပြီးတော့ဝဲနေတာဘာကြောင့်မှမရှိဘူးရှင်အဲ့တော့နင်းနင်းနန်းနန်းပဲပြန်ရမှာပဲ ။နော်ဒီတော့ဒီဟာကတော့တေချာလေးကို like တင်တယ်။ဟို like ပြီးတော့စုံစမ်းတင်တယ်ပေါ့။ဘယ်ကလာလဲဆိုတော့ဇင်းမြစ်ထုတ်ပြီးတော့စုံစမ်းတင်ပါရှင့်။အဲ့ဒီဇင်းမြစ်ကမြန်မာနိုင်ငံသားစီအရပဲလာလာနိုင်ငံသားသားစီအရပဲလာလာတိရောက်ဆိုတာရေးယူတင်ပါလေ။ကျွန်တော်နိုင်ငံ CEO ကနည်းနည်းလေးပြည်နေရောလေ။ခွေးတိုးလိုက်အခိုးတိုးလိုက်ဖြစ်နေတာပေါ့နော်။ဇာလန်လန်လိုရရှိရရှင့်တိလား CEO ပြည်နေရှင့်ကျွန်တော်နိုင်ငံကလေ။ပြန်လာဟိုခွေးတို့ပေါက်ပြီးပေါ်တာပါရှင်အဲ့တော့အခွေးတို့ပေါက်ကလည်းခွေးရဝင်းနေတော့ဒါအဲ့အဲ့နဲ့ကျွန်တော်ဥပမာပေးတာပါဘာလို့မှကျွန်တော်ခွေးလို့ပြောတာမဟုတ်ပါဘူးနော်ပြောပြတာပါအစ်မတမားလေးဆိုလဲလိုပဲခွေးတို့ပေါက်ကလည်းဝင်းနေကျွန်တော်နိုင်ငံရင်းချင်းမှုကိုကိုးကျင်နေသူတွေလိုပဲခွေးတို့ပေါက်ကလည်းဝင်းနေကျွန်တော်တို့အခုလည်းမဆောင်ချင်ဘူးအလကားရှူသွားတယ်နော်ပြီးရင်ပြန်ရောင်းစားတယ်ဂျုံမြက်တွေထုတ်တယ် ပြီးကျွန်တော်နိုင်ငံကိုမကောင်းပြောတယ်ပေါ့နော်နောက်နောက်ကြာကျွန်တော်နိုင်ငံမှာသူတို့ကြော်လာဖြစ်မှာဒီလိုပေါ့လေပြီးဟာကျွန်တော်နိုင်ငံအစည်းအဝေးကိုလည်းစားတယ်ကျွန်တော်နိုင်ငံသားတွေမျက်နှာဘန်းပြပြီးတော့ပတ်စံတောင်းစားနေတဲ့အဖွဲ့အစည်းတချို့တော့ရှိသေးတယ်ရှိသေးရဲ့နော်အဲ့ဒီကြည့်ရအောင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေတွေးချောက်စီရောက်လို့သွေးထိုးလှုပ်ဆော်ပြီးကျွန်မတို့အချင်းချင်းတက်ခိုင်းပြီးတော့ဇပွဲကြည့်လို့ကြည့်နေအဖွဲရတယ်ရှိသေးရဲ့နော်အဲ့ဒီအဖွဲတွေနောက်ချင်းကြရင်နောက်နောက်ကဘာကြလို့ရှိရင်ကျွန်တော်တို့မြန်မာမှာတို့ကြော်လာခံရလည်းမသိကြရတယ်ကျွန်တော်တို့ရဲ့အသက်သွေးကြောတွေကျွန်တော်တို့ရဲ့ရင်ကျေးမှုတွေကျွန်တော်တို့ထိမ့်သိမ်းဆောက်ရှောက်ခဲ့တဲ့အရာတွေဟာသူတို့ရဲ့ခမင်းအိုးဖြစ်နေတာကျွန်တော်တို့ကသူတို့ထမင်းကျွေးထားတာဟုတ်လားအနေထားအဲ့လိုရှိရဲ့နော်မြန်မာတွေကိုယ်နေထားကိုသိပါ ကိုနေထားဒီနိုင်ငံသားတချို့ထမင်းကျွေးထားတဲ့နေထားဆိုတာသိပါเนาะဒါပြပြတာเนาะနေထားလို့ရှိရဲ့ရှင်เนาะမြန်မာဆိုပြီးကိုကိုအထင်မသေးနဲ့ကိုကြောင့်ထမင်းစားနေရတဲ့နိုင်ငံသားတွေအများကြီးပဲเนาะကျမတို့ဒီမှာအချင်းချင်းတစ်ချက်ချလိုက်တာနဲ့တို့ကဟိုမှာထမင်းကလုတ်စားရတယ်အဲ့လိုအများကြီးပဲเนาะအဲ့ကိုကိုရဲ့အချင်းကြီးကိုတိကိုတန်ဖို့ကိုတိเนาะကိုအသက်ကိုကိုတန်ဖို့ထားနော်မြန်မာနိုင်ငံသားတွေမျိုးတုံးသွားလို့ရှိရင်ချုပ်နိုင်ငံသားတွေသမင်းငတ်လည်းမယ်သမင်းပျောက်လည်းမယ်သမင်းပွဲလည်းမယ်အဲ့လိုနေထားရှိရနော်အဲ့ဒါတဲ့တုံးချက်ချက်တွေကနေကျွန်မကကိုမြန်မာနိုင်ငံသားတွေအကြံမိုးလေးကိုပြောပြရဖြစ်ပါရှင့် ကျမတို့ကုတ္တံကိုမသိလေတိဟာကုတ္တံကိုမသိဘူးအဲ့တော့ကုတ္တံကိုသိအောင်ပြောပြတာကုတ္တံကိုသိပြီးတော့ကိုယ်နိုင်ငံကိုဒီတက်တံကိုရှိအောင်လုပ်ရမယ်ရှင့်ဒါလေးကအရေးကြီးပါတယ်နော်ပြီးတော့သတင်းဆိုလို့ရရင်ကတော့ drone တွေဟာဒီလိုမျိုးလွတ်လပ်စွာပြန်တန်းနေရမှာဖြစ်တဲ့မူနိုင်ငံတော်ကနေပြီးတော့လုံခြုံရေးကိုအထူးပြုစိုက်တင်တယ်ကျမတို့ရန်ကုန်မှာဆိုလဲတဘိုးကြီးရဲ့ဖျားစီကြီးရှိရယ်ပြီးတော့တန်ဘိုးကြီးရဲ့အဆောက်အုံအများကြီးရှိရယ်အော်ဒီလိုပြောမယ် drone တွေပဲစစ်ပွဲတွေအခုချိန်မှာဆင်နွှဲနေတဲ့အတွက်ဒီ drone တွေကလည်းလက်နက်တွေကြမလာဘူးလို့လည်းဘယ်သူမှမဘဲဘေးရင်ဆီအားမအတိကျဟောမထားအောင်ရှင့်။နော်ဒီတော့ဒါလုံခြုံရေးအဆင့်မြင့်တင်တဲ့ ရန်ကုန်အတွက်နေအောင်မီးလေးတစ်စက်ပွင့်သွားလို့ကျွန်မမြင်နေရှင့်เนาะဒီတော့ရန်ကုန်တိုင်းမှာတောင်းရှိရတဲ့သူတွေအထူးပြုစိုက်ပါလို့လည်းကျွန်မတို့ဒီမိဘပြည်သူများအားလုံးကိုစားပေးတိုက်တွန်းလိုက်ပြန်စီရှင်မိဘပြည်သူများရှင့် NUCC ကနေပြီးတော့ဘောနော်ဒီစင်ရဲတစ်ခုထုတ်ပြန်ထားရှင့်အဲ့ဒီစီရင်ပါလဲဆိုတော့သူတို့ NUCC အဖွဲ့အစည်းမှာပါဝင်တဲ့ကောင်စီဝင်တွေပေါ့နော်ကောင်စီဝင်တွေကိုယ်စားလှယ်တဲ့နာမည်စင်းကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာထူးခြားချက်အနေနဲ့ NLD မပါတော့ဘူး။ NLD ကလည်းမပါတော့ရှင်းလား။မပါတော့ဘူး။ပါတာကပါလဲဆိုတော့လူ့ပေါင်းတဲ့ Democratic Party DPNS တခုပဲပါတီအနေနဲ့ပါဝင်အောင်မြင်တွေ့ရပါရှင့်။ဒါကြောင့်ကျွန်မအနေနဲ့ကဒီ NUCC ဆိုတာပါလဲဆိုတာနည်းနည်းလေးရှင်းပြချင်ပါတယ်နော်။ ်အန်ယူစီစီဆိုတဲ့အဖွဲ့ကတော့အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီဆိုပြီးတော့ခေါ်တင်ထားပါရှင့်အဲ့ဒီအဖွဲ့စီကဆိုရင်2021မတ်လ17ရက်နေ့မှာစတင်နေဖွဲ့စည်းခဲ့တာပါပြောရမယ်ဆိုတော့အဲ့ဒီအဖွဲ့စီကဥစားပေါ့အန်ယူဂျီတို့ဒီ CRPH တို့ပေါ့နော်ဒါတွေတို့ကအကြံပေးတဲ့အဖွဲ့ပေါ့အကြံပေးတဲ့အဖွဲ့တွေလို့ဖွဲ့ထားတာအော်လူတွေအားလုံးရင်းနှီးနေကြတယ်မြို့ဒေါ်လာရင်းနဲ့သူဝေးဖွားလာတဲ့အဖွဲ့ပြောရမယ်ဆိုတော့ရှင်အခုကျွန်မကျွန်မမြန်မာနိုင်ငံမှာအကြံပေးလုပ်တယ်လုပ်ရင်အန်ယူဂျီတို့ပြည်ပြတို့ကခေါင်းကင်ခခဲ့ပေါ့သူတို့ပေးတဲ့အကြံစီတွေနဲ့လည်းဒီလိုမျိုးမြေပြင်မှာဖြစ်ပေါ်လာတာ ရေတောက်မြစ်ကတို့အဲ့အဖွဲ့ရှင်အဲ့တော့အဖွဲ့မှာဆိုရင်ပြည်တော်စုလုပ်တယ်ဖလွတ်တော်ကိုစားပြုကော်မတီအပါအဝင်ရွေးကောက်ခံဖလွတ်တော်ကိုစားလေတွေပါတယ်ပေါ့နော်ရွေးကောက်ခံစားတီ NLD တို့ပါလို့ရှင်ရပေါ့ရှင်2020ရွေးကောက်ပွဲမှာပါခဲ့တဲ့ကိုစားလေတွေပေါ့နော်အဲ့ကိုစားလေတွေပါဝင်တယ်ပြီးတော့နိုင်ငံရေးပါတီ Federal Unit လူမျိုးအလိုက်တိုင်းနိုင်ငံကောင်စီတိုင်းဒေသနဲ့ကန်ခွဲစီပါဝင်တယ်ရှင်ပြီးတော့တပိတ်ကော်မတီလည်းပါဝင်နေတယ်စီဒီယံလှုပ်ရှားမှာစီဒီယံလှုပ်ရှားမှာပါဝင်နေတယ်လို့လည်းပါတယ်အရက်ဘက်အဖွဲ့စီလည်းပါတယ်အဲ့တော့မျိုးသမီးလူငယ်အဖွဲ့စီစတဲ့ဖြစ်ပေါ့နော် ဒီမျိုးစနစ်တွေတိုင်းမင်းကကောင်းစီမှာဆိုရင် KNU ရဲ့ CNF ရဲ့ KNTP ရဲ့ ABSDI ရဲ့အပါအဝင်တိုင်းဒေသနဲ့ကအဖွဲ့၈ဖွဲ့ပါဝင်နေရှင်သူတို့နဲ့ပူးပေါင်းထားတာပေါ့နော်ပူးပေါင်းပြီးတော့လောက်ဆောင်ရပြီးတော့ NUCC မှာဆိုရင်အဖွဲ့စည်းပေါင်း33ဖွဲ့ရလူပုဂ္ဂိုလ်တွေလည်းပါဝင်ပါတယ်ရှင်ဒီကောင်စီရဲ့အဓိက main ကောင်ဆောင်ပေါ့နော် main ကောင်ဆောင်ကိုဦးမင်းကိုနိုင်ဆိုပြီးတော့လည်းသိထားကြတဲ့သူတွေရှိရရှင်ဦးမင်းကိုနိုင်ရဲ့ဒါကိုစတဲ့ပြီးတော့ဖွဲ့စည်းခဲ့တဲ့သူဖြစ်နေပြောကြတာပေါ့နော်ဒီတော့ဖြစ်နိုင်ကြတာရှိပါတယ်ဦးမင်းကိုနိုင်ရဲ့ပို့သေးတယ်မဟုတ်တာရှင်ပြောတယ်ပေါ့နော်သူကလည်း88ခရရနေပြီးတော့နိုင်ငံရေးလောကမှာဂျင်းခဲ့တော့အချင်းတော်မဟုတ်ရှင်သူကဂျင်းစင်းမဟုတ်ဂျင်းဘောကထုံး နော်ဂျင်ဘောကထုံးလိုမျိုးလဲလဲဝဲနေခဲ့တဲ့သူဖြစ်တဲ့အတွက်ဒီလိုမျိုးအားလုံးအားလုံးရဲ့ထိတ်မှနေနေတဲ့အခွင့်အရေးကိုတည်ထောင်ခဲ့တာသူဆိုတာကတော့ကျမတို့တန်တရားမဖြစ်ဘူးဖြစ်နိုင်ချေရှိရလို့ထင်နေရှင်ဒီတော့ NUCC ဟာဆိုရင်ဘောနော်2020တဲ့နောက်ပိုင်းမှာနိုင်ငံတော်ရဲ့ဒီအခုလက်ရှိဖြစ်နေတဲ့ကိစ္စရဲ့ဒီအားလုံးကိုအကြံပြုပြီးတော့သူကကြိုးကင်ဖို့အတွက်ထွက်လာတဲ့အခွင့်အရေးတစ်ခုနော်အဲ့ဒီအခွင့်အရေးကနေပြီးတော့ CRPH ကလူတွေပါတယ်အဲ့ဒီကနေ NUCC တွေပါတယ်စင့်ပွားစင့်ပွားပြောင်းလဲလာတော့မိဘပြည်သူများတည်ပဲရှင့် ဒီဖွဲ့စည်းကဘာကြောင့်အခုကြမှာသူတို့ရဲ့ကိုယ်စားလှယ်တွေသူတို့အဖွဲ့ဝင်တွေကိုစည်ရင်းနေတကွာထုတ်ပြန်လာလဲရှင်ပထမမထုတ်ပြန်အောင်နော်မထုတ်ပြန်အောင်ဘာကြောင့်လဲဆိုတော့ဒီကိုယ်စားလှယ်တွေရဲ့လုံခြုံရေးတော့အဲ့မထုတ်ပြန်အောင်သူကအခုရွေးကောက်ပွဲနေတော့မှာဘာကြောင့်ထုတ်ပြန်တယ်လို့ထင်ပါလားလဲရှင်ကျွန်မမြင်တဲ့အမြင်ကတော့ဒါဟာတက်တေပြုတ်ချက်ခုသာဖြစ်ပါတယ်ဘာအတွက်တက်တေပြုတ်လာလဲဆို NLD အတွက်တက်တေပြုတ်လာဖြစ်ပါတယ်ရှင် NLD ကအကြမ်းဖက်သမားတွေအကြမ်းဖက်လုပ်ရလုပ်နေတဲ့ NUG ကို CIA ပေးရှုံနဲ့ပတ်သက်မှုမရှိပါဘူးဆိုတဲ့တက်တေပြတ်ချက်ကိုအဝေးကနေသူကလှမ်းပေးတာရှင်ကျွန်မလိုပဲမြင်ပါတယ်ဒါဟာနိုင်ငံရေးမာယာပြည့်ရဲ့ကျွဲဝကျင်တာဖြစ်ပါတယ်ဒီတော့ NLD ကဆိုရင် ဒီ NUCC ပေါ့နော်နိုင်ငံတော်ပုံကန်တဲ့လုပ်ငန်းတွေကိုလောက်ကင်နေတဲ့အဖွဲ့အစည်းကောင်ချုပ်ဖြစ်တဲ့ NUCC မှာတကယ်ပါဝင်ခဲ့ခြင်းရှိလားမရှိလားဆိုတာကတော့လည်းစဉ်းစားရမယ့်အချက်ပဲရှင်းသူတို့ကိုယ်စားလှယ်နာမည်စင်းထွက်လာပါတယ်ဒီမှာဒီမှာပြတ်တာထားပါတယ်အဲ့ဒီမှာသွားဖတ်တော့ခါကျတော့နံပါတ်1နံပါတ်1ပါဝင်တဲ့သူကစီတူမှာနံပါတ်1မှာလည်းသဘောပေါက်လိုက်တဲ့စီတူမှာ CRPH ဆိုပြီးတော့ပါထားတယ်ဒါပေမဲ့စီတူမှာဒီ2020လုံးကအထွေရုပ်ကောက်ပွဲမှာဆိုရင်ဗဘဲတန်းမျိုးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ NLD ကရွေးချယ်ထားတဲ့သူရှင်းနံပါတ်1ကိုယ်စားလှယ်မှာတဲ့ကို NLD ပါလားမပါလားဆိုတာလည်းဒီမှာစင်သွားသူရှင်းနေရတယ် ဖြစ်လာနိုင်ငံရေးမှာဘယ်တော့မှအရေးရှိရှိမတွေ့ရအောင်ဆိုစကားရှိရပါတော့မာယာလေးပါလေမာယာလေးပရိယေလေးပါလေအမှန်တော့ဟိုအရှက်စကားနဲ့ပြောတယ်ကလင်ကကြစ်ကြတာပေါ့ကလင်ကကြစ်ကြတာပေါ့ရှင်နိုင်ငံရေးစကားနဲ့ဆိုတော့နိုင်ငံရေးပရိယေကျွဲတယ်ပေါ့ရှင်ပြီးတော့โอเคနိုင်ငံရေးပရိယေကျွဲသွားတာနဲ့တို့က NLD ဟာဒီကောက်ပေါ်မှာပါဝင်နိုင်မှုအတွက်ကိုတို့ကနောက်ကနေပြီးတော့နောက်ကွယ်ကနေပြီးတော့ခုညီပေးလိုက်တာပဲရှင်အဲ့ခေါက်ပြန်ချက်ကလေဒါပေမဲ့ NUCC ကနေပြီးတော့အခုလိုမျိုးပေါ့နော် NLD ပါတီဝင်တွေမပါဘဲနဲ့ပေါ့နော်တို့တို့ဒီလေးပတ်နေပါတယ်ဆိုလည်းတတ်သိကြချက်ကိုဒီလိုထုတ်ပြန်လာတဲ့နောက်မှာဆိုတဲ့သတင်းလေးထွက်လာရှင်အဲ့ဒီသတင်းထွက်လာတဲ့ခါမှာသတင်းတောက်တွေရေးထားလေးပေါ့နော်အဲ့ဒီကျွန်မ စဉ်းစားရမယ့်အချက်လေးကိုပြောပြချင်တာပါဒါဘာလဲဆိုတော့ NLD အနေနဲ့တဲ့2020ကလေးက UNCC မှာပါဝင်ပတ်သက်မှုမရှိတော့ဘဲနဲ့တရားဝင်တုတ်ထွက်တာလည်းမရှိခဲ့ဘူးတဲ့ဟုတ်လေဆိုလိုချင်တာကတော့ရှင် UNCC မှာ2020အထိကို तू ကပတ်သက်နေဆိုတဘောပဲလေဒါပြန်တရားဝင်တုတ်ထွက်တာလည်းမရှိဘူးကျေပြီးတော့သူရကိုယ်စားလှယ်လေး CRPH ဆိုတာလည်းဘယ်ရလာရလဲရှင် CRPH ကမျိုးစေ့ရဘယ်ရလာရလဲ NLD ကိုယ်စားလှယ်ရဖြစ်သွားတာလေအဲ့ဒီကနေမှအညွှန်းချစ်စစ်စင်ပြောင်းသွားတာနမိတ်စာပြောင်းသွားတာ NLD ရဲ့ LND ရဲ့ရေတောင့်ပြစ်စစ်စေ့ရနေဖြစ်သွားတဲ့အပင်ပဲရှင် တင်လာအဲ့ဒီကမှသူတို့ကတော့မျိုးဆက်ပြီးတော့ဟိုဖိုပင်ဒီပင်ပြောင်းလာတော့ရှိမှာပေါ့နော်အပင်ကမျိုးဆက်လို့ရတယ်လေကြည့်ပါအဲ့တော့ energy ကနေပြီးဟိုကလေးနဲ့ဆက်ဒီကလေးနဲ့ဆက်အပင်အစ်စ်ဖြစ်ဖြစ်နေမယ်ဒါပေမဲ့တကယ်မူရင်းမျိုးစိတ်ကတော့ energy ကလာတာပဲ energy ကအခုချိန်မှာရုပ်ကွယ်ဝင်မှုတော့ကိုဝင်မလားမဝင်မလားဆိုတဲ့ဇလန်းနေကြတယ်မှာသူတို့ကဝင်စေချင်တဲ့အတွက်ဒီလိုမျိုးစက်တေကြကြလို့တင်ပေးတာချင်းဒီတော့ energy ကို CRPH ရော NUG တို့နဲ့အကျန်းဖက်လို့ရတဲ့နဲ့ပတ်သက်ဆက်နေနေတဲ့ဒီ NUCC အဖွဲ့က energy ကိုထောက်ခံချက်လုပ်ပေးရတယ်ဆိုတဲ့သဘောတရားတစ်ခုကဒီရွယ်ချက်ကဘာပါလဲရှင်မိဘပြည်သူတို့အရှိန်စဉ်းစားကြည့်အောင်ဒီရွယ်ချက်ပါလေ energy ဒီရုပ်ကွယ်ပြန်ဝင်လို့ရလက်ကောင်းခုရခဲ့ပြီရှိတော့ ီအဖွဲ့အစည်းတွေမှာပါဝင်တဲ့သူတွေကပြည်တော်ဝင်တော်ဖြစ်နိုင်မှာဖြစ်နိုင်မှာပေါ့အရင်ဖြစ်နိုင်သွားပြီဒါအပြင်ကိုနိုင်ငံတော်တစ္ဆာဖောက်ပြီးတော့လုတ်ခဲ့တဲ့ NLD ရဲ့လုပ်ရက်တွေကိုပြည်ပေါင်းကချဖို့တော့ NLD မစိုးစားနိုင်တာချင်းစိုးစားနိုင်မှာပေါ့ NLD ကမဲခိုးတာတွေလုတ်ခဲ့တာမဟုတ်ဘူးနော်မြန်မာနိုင်ငံမှာလေအဲ့ခုတော့ပြောလိုက်နေသလား NLD မဲခိုးလို့အဖမ်းခံရမှာမဟုတ်ဘူးမဲခိုးတာထပ်ပုံပြီးတော့ကြီးမားတဲ့အဖြစ်တွေကျူးလွန်ထားတာချင်းနိုင်ငံတော်တစ္ဆာဖောက်ထားတာနိုင်ငံလဲကိုတရားမဝင်တဲ့ဘင်းတော်တော်များများကိုသွတ်သွင်းခဲ့တဲ့တရားခဏတွေမှာ NLD ပါတီဝင်ချုပ်လဲပါဝင်နေချင်းဒီလိုသမိုင်းသက်တွေဟာတမလို့ဘက်မှာအများကြီးရှိပါတယ်ပြီးတော့ NLD ဟာခုချိန်မှာကိုယ်နေရာကိုမသိပဲနဲ့ ရွေးကောက်ပွဲဝင်ကျင်တယ်ဆိုတဲ့ပုံစံမျိုးတွေစဉ်းစားလာတဲ့အခါမှာကျမတို့ကလုံးဝလက်ခံနိုင်မှာမဟုတ်ရှင့်။ဒါကြောင့်လဲဆိုတော့ NLD ဟာတော့မရှင်မတန့်ရှင်းဘူးရှင့်။အစိုးရဖြစ်ခဲ့တဲ့ကာလမှာလည်းနိုင်ငံတော်ကိုသက်ဆိုင်မရှိခဲ့ဘူး။နိုင်ငံတော်ကိုသက်ဆိုင်မရှိတဲ့လူတွေများခဲ့တယ်ရှင့်။အဲ့ဒီသက်ဆိုင်မရှိတဲ့လူတွေကိုလည်းသူတို့အချင်းချင်းလည်းမနာဘူး၊ဖိနှိပ်လို့လည်းမရခဲ့ဘူး။ဒီလိုမျိုးအရင်ချင်းမရှိ၊ကမိုင်းကြောင့်မကောင်းတဲ့ပါတီတစ်ခုမှမြန်မာနိုင်ငံမှာဆက်လက်ရှင်သန်နေကြအောင်မရှိဘူးရှင့်။ကျမတို့နိုင်ငံမှာလေပါတီရဲ့အများကြီးရှိတယ်။ရှိလားပါတီအများကြီးသူများနိုင်ငံထက်တော့များသေးတယ်။ NLD ပါမှပဲဒီရွေးကောက်ပွဲကတရားဝင်မယ်ဆိုတာမျိုးသူများနိုင်ငံပြောရခဲ့မယ်ဆိုတော့မှကျမတို့ကပြန်ပြောစရာသက်သေပြချက်တွေအများကြီးပဲရှင့်။မြန်မာနိုင်ငံကတော့ပါတီများလားမြန်မာနိုင်ငံပဲ ောက်တယ်မလားဒီရောအဲ့နဲ့ဒီတစ်ခုလည်းမပါရုံနဲ့ဒီရောကဘယ်တရားမမျှတာပါလို့ဆိုရင်လက်ရှိရှိနေနိုင်ငံပါတီကပါနေတယ်ဒီနိုင်ငံပါတီရဲ့ဂုဏ်သိက္ခာမဲ့လို့ဖြစ်မသွားအောင်လားချင်းစဉ်းစားကြည့်နော်အဲ့တော့ဒီလိုအခြေအနေရှိပါတယ်အော်ပြောရမယ်ဆိုတော့ရှင်နိုင်ငံရေးမှာကတော့အလုံးကကိုကျိုးကန်လို့ရတဲ့အရာကိုပဲလိုချင်ကြတာအလုံးကတက်တဲ့ကြောင့်ကျိုးကန်နေကြတာကမ္ဘာဇက်ခုံပေါ်မှာလေကမ္ဘာနိုင်ငံရေးဇက်ခုံဆိုတာတက်တဲ့ကြောင့်အဲ့လိုမျိုးနေရကကျိုးကန်နိုင်ငံနဲ့ကျိုးကန်လိုက်ဘသူ့မှာကျိုးမကန်နိုင်မြန်မာနိုင်ငံတိုင်းနိုင်ငံမရှိရင်အမှန်တန်ဖြူစင်ရိုးသားသောနိုင်ငံကျွန်မနိုင်ငံကသိလားဒီတော့ကျွန်မနိုင်ငံကိုကျိုးကန်ခြင်းနဲ့တူရတယ်လက်ကတသန်းလောက်ရှိတယ်သိလားတယောက်တယောက်တော့မဟုတ်တော့တသန်းလောက်ရှိတယ်နိုင်ငံတိုင်းကကျွန်မနိုင်ငံကိုကျိုးကန်ခြင်းတည်းရ ။ဘာကြောင့်လဲဆိုအင်အားကြီးနိုင်ငံလေးနဲ့ကျမတို့ကကပ်ပြီးတော့ရှိနေတဲ့အတွက်ကျမတို့နိုင်ငံရဲ့ဖြစ်တည်မှုရတယ်အဲ့လိုတန်ဖိုးရှိတယ်။เนาะဒီတော့ဒီလိုအခြေအနေတစ်ခုမှာ NLD ပါတီမှတယ်လား NLD ပါတီပဲလို့ကျနော်ဘာကြောင့်လဲဆိုတော့မေကွန်ပြန်မေးကြည့်လိုက်လေ။ဒီလောက်ဒီရွေးချယ်စရာပေါ်နေတဲ့အခြေအနေတစ်ခုမှာဘာလို့ NLD မှဖြစ်ရတာလဲလို့မေးကြည့်လိုက်တာလား။ပြောလာခဲ့တယ်ရှိတော့ပြောပြတာလား။ပြီးတော့ကြားသေးတော့တတ်မသွင်းခြင်းဘူး။အဲ့ဒီကြားသေးရှင်းလာရင်ကျမတို့ပြည်သူပဲကြိုက်အောင်မှာကျမတို့ပြည်သူရဲ့လယ်ပင်မှာကြားကြိုက်ရအခုဒီမမေ့လေဘူးနော်။ဟုတ်လားကြားကြိုက်ရလေးတွေကိုစီနဲ့ကြားလေးမနေစေချင်တော့ရှင့်။ဒီတော့ဒီကြားကထပ်ပြီးတက်ရှင်လို့ရှင့်နော်။ဖာထပ်ကြိုက်လို့ရှင့်ဒီကအသက် ရှင်နိုင်ဦးလားဆိုအမှမခံနိုင်ကျွန်တော်ပြည်သူလေးလေနော်ပထမတစ်ချိန်မှာတော့ကြားကြိုက်ရတယ်ရှိနေပြီနောက်ကျက်ထွက်ကြရင်တစ်ချိန်သေးသွားနိုင်တယ်နော်ပထမချိန်မသေးဘူးနောက်ချိန်ကျရင်သေးသွားနိုင်တယ်ပထမချိန်မှာလည်းကြားကြိုက်ခံလို့သေးသွားပြီးအများကြီးပဲဒါကြောင့်ကြားသေးကိုအတမသွင်းကြမှာနဲ့လို့ပြောချင်ပါရှင်ဒီစကားလေးရတယ်ကတော့ကျွန်မစပြောအောင်မဟုတ်ပါဘူးအင်မတန်သမိုင်းဝင်နေတဲ့စကားလေးဖြစ်ပါရှင့်ဒီသမိုင်းဝင်တဲ့စကားကိုကျွန်မဒုတိယချိန်ထပ်ပြောချင်ပါတယ်ကြားသေးကိုအတမသွင်းကြမှာနဲ့ရှင်တကယ်လို့ကြားသေးကိုအတသွင်းခဲ့သူရှိတော့ကျွန်မတို့ကတော့ကြားသေးရဲ့သမိုင်းကြောင်းကိုထောက်ထုတ်ပေးရမှာဖြစ်ပါရှင့်ဒါကျွန်မတို့တောင်းပါပဲကျွန်မတို့နိုင်ငံပေါ်မှာသစ္စာမရှိတဲ့ပါတီလေကျွန်မတို့နိုင်ငံရေးထဲမှာပါဝင်လာမယ်ကျွန်မတို့နိုင်ငံရဲ့အရေးကြီးတဲ့နေရာတွေမှာ ရယူဖို့အတွက်လုပ်လာမယ်ဆိုကျွန်တော်တို့ကသူ့ရဲ့နောက်ကြောင်းကိုသူတို့ကျွန်တော်နိုင်ငံဘယ်လိုတည်ဆောက်ဖောက်ခဲ့ရဲဆိုတာတွေကျွန်တော်တို့အတိအကျဖောက်ထုတ်မှာဖြစ်ပါရဲ့ရှင့်အစ်ချင်ညာတိုက်ပွဲတွေအရင်ပြင်းထန်သွားပါလိမ့်မယ်ရှင့်ကျွန်တော်တို့တော့အရှုပ်ပေးစားကြောင်းစမ်းမှမရှိပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေရဲ့အသက်တွေအများကြီးရင်းနေရတဲ့ခရီးလာတစ်ခုမှာဒီလိုမျိုးအကြမ်းဖက်သမားတွေနဲ့ပတ်သက်ဆက်နေတဲ့ပါတီတွေကနိုင်ငံရေးစနစ်ပေါ်ပြောင်းလာမယ်ဆိုရင်ဒါကျွန်တော်တို့ပြည်သူတွေအတွက်မတရားအောင်ရှင့်ဒါကြောင့်ကျွန်တော်တို့ကတော့အနိုင်မခံအရှုပ်မပေးပါနဲ့ ်နိုင်မခံရှုံ့မွေးပေးပဲတွေးပါတယ်ပြည်သူတွေလည်းဒီလိုပဲတွေးထားပါရှင့်ကျမတို့အားလုံးစီလုံးညီညွတ်စွာနဲ့အကြမ်းဖက်သမားတွေကိုထောက်ခံခဲ့တဲ့ပါတီတွေအကြမ်းဖက်သမားတွေနဲ့ပတ်သက်မှုရှိတဲ့နိုင်ငံရေးသမားတွေမြမနိုင်ငံရေးလောကတွေပြန်လည်ရောက်ရှိမလာစေဖို့အတွက်ကျမတို့အထက်နိုင်ဆုံးစူးစမ်းပြီးတော့ကာကွယ်ကြရပါမယ်ရှင့်ဒါဟာကျမတို့နိုင်ငံရဲ့မျိုးဆက်အတွက်ကို2021လို့သွေးချောင်းဆင်းမှုတွေထပ်ပြီးတော့မဖြစ်အောင်လို့ကျမတို့ကတမိုင်းနဲ့ရနေပြီးတော့စူးစမ်းပေးတဲ့သူတွေသူရဲကောင်တွေဖြစ်လာမှာပါရှင်ကျမတို့အားလုံးတမိုင်းကျဲခံမဖြစ်စေဖို့အတွက်အကြမ်းဖက်သမားတွေကိုကျမတို့ခင်မှာပဲအမြင့်ဖြတ်နေနေကြရအောင်ရှင့်အဲ့လိုမှမဟုတ်လို့ရှင့်တော့နောက်ထပ်မျိုးဆက်ကဒီတန်တွေကိုထပ်ခံရအောင်ပါ ကျမတို့ဒီလိုလုံးဝဖြစ်မခံနိုင်ပါဘူးရှင်။ဒါကြောင့်ကျမတို့ကတော့ကျမတို့ရဲ့ပညာရဲ့အားလုံးကျမတို့ရဲ့အသိဉာဏ်အားလုံးကျမတို့ရဲ့စိတ်ဓာတ်အားလုံးကိုရင်းပြီးပြီးတော့နိုင်ငံတော်ကာကွယ်ပါပါရှင်။ကျမချစ်ရတဲ့မိဘပြည်သူတွေလည်းကျမနဲ့စိတ်နှလုံးထပ်တူပဲရှိမယ်လို့ကျမအနေနဲ့ယုံကြည်ညွှန်းလင်းပါရှင်။ကျမတို့ရင်းတဲ့ဆက်မှုတွေကိုဒီလောက်နဲ့ပဲကျမ်းသာပါရစေ။ကျမတို့ brand media ရင်းတဲ့ဆက်မှုတွေကိုဆက်ရှိလက်ရှိနေတိုင်းပဲအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကျမ်းသာကြပါစေ။ကျမတို့နိုင်ငံတော်ပေါ်ချစ်တဲ့စေတနာမေတ္တာနဲ့ထိုက်တန်တဲ့နိုင်ငံတော်အစိုးရကောင်းခုကိုကျမတို့ပိုင်ဆိုင်နိုင်ပါစေလို့ကျမတို့ brand media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါရှင်။ Thank you.